ဆိုတော့အားလုံးမင်္ဂလာပါကျွန်တော်နာမည်ဇော်ရဲပါဒီနေ့မှာတော့ကျွန်တော် unit number 9ကိုရောက်သွားပြီပေါ့နော် unit number 9မှာဆိုလို့ရှိရင် i have and i have got i've got ပေါ့နော်ဒီနှစ်ခုဘာကွာလဲပေါ့နော် i have နဲ့ i've got နဲ့ကဘာကွာလဲတဲ့နောက်မှာ god cost ဆိုတလုံးတလုံးပို့လာတယ်ပေါ့နော်အဲ့ဒီအားလေးကိုကျွန်တော်တို့ကရှင်းပြပါမှာဖြစ်ပါတယ်ဆိုတော့ဒီမှာအပိုင်း3ပိုင်းရှိတယ်ကျွန်တော်အားဆိုပထမဆုံးပိုင်းအနေနဲ့တော့ဆက်လိုက်ရအောင်ဆိုပထမဆုံးပိုင်းမှာဆိုလို့ရှိရင် you can say i have or i've got သို့မဟုတ် he has or he's got ဆိုတော့တကယ်တော့ဗောနော I have နဲ့ I've got နဲ့ကမြန်မာလိုဆိုရင်အဓိပ္ပာယ်အတူတူပဲအဲ့လိုမျိုးပဲ he has နဲ့ he's got အဓိပ္ပာယ်အတူတူပဲ so I have got 3 pants ကျွန်တော်မ I've got 3 pants ဘာမှမသုံးအောင်ရှိတယ်ဒီမှာ I have 3 pants ဘာမှမသုံးအောင်ရှိတယ်နောက်ခုလောင်ကအဓိပ္ပာယ်အတူတူပဲဒါပေမဲ့ကွာချက်ချက်လေးနည်းနည်းလေးရှိတယ်ကျွန်တော်အဲ့ဒါကိုအောက်မှာဆက်ပြီးလေ့လာလိုက်မယ်ဆိုတော့ကျွန်တော်ပထမဆုံးကြည့်မှာက I have, we have, you have, they have. So I, you, we, they got. So the actually, we have not done it. He, she, it, and again, no, she, us, us, no, done So all of them have solution. But my mother, my mother, so yeah. I've got, the so, more. I have got, the more. I've got. We have got, the We've got. You have got, the You've got. They have got, the They've got. So all of them, they've got. Let so me really talk about it. They better to do better. He has got, the more. He's got. she she has got them out she's got it has got them out it's got so ဒီနှစ်ခုကတူတူပဲနော်လားဒီဘက်ကလည်းအလိုမျိုးပဲဆိုတော့သူအောက်မှာသုံးပြတာလားနည်းနည်းကြည့်အောင် i have blue eyes i have blue eyes ညတော့မှာမျက်လုံးအပြောင်းအလဲရှိတယ်တဲ့ i've got blue eyes တိတ်ပဲတူတူပဲအပြောင်းအလဲမျက်လုံးတွေရှိတယ်တဲ့ tom has two sister sister နှစ်ယောက်ရှိပါတယ်သူမှာတဲ့အမသူမမြမပေါ့နော်နှစ်ယောက်ရှိတယ်တဲ့ tom has got two sister take to do Our car has four doors. Our gamma the car leave out she Our car has four doors. Tomo, our car has got four doors to do not debe. Sarah isn't feeling well. Sarah name gone. She has a headache. To come kindly. She has a headache. She's got a headache. To come kindly. To do better. They like animal. Throw a listen. You try it. They have a they have a horse. Mean she there. Three dogs and six six cats. ခွေးသုံးကောင်နဲ့ကြောင်၆ကောင်ရှိတယ်တဲ့ they've got a host ဆိုတော့အဲ့လိုမျိုးပဲ they have ပြောပြော they've got ပြောပြောအတိတ်ပဲတူတူပဲတဲ့ခွာကြိုက်လေနေနေတော့ရှိတယ်ကျွန်တော်ဆက်ကြည့်မယ်အဆင်ဒုတိယအပိုင်းမှာဆိုလို့ရှိရင် i don't have and i haven't got so negative ပြောင်းတဲ့အခါမျိုးတွေမှာ negative ပြောင်းတဲ့အခါမျိုးတွေမှာသူကပုံစံမတူတော့ပါဘူးတဲ့ဆိုတော့ negative ပြောတဲ့အခါမှာ i don't have ဖြစ်သွားတယ် i have ကနေ i don't have ဖြစ်သွားတယ် i've got ကနေပြီးတော့ i haven't got ဖြစ်သွားတယ်ဆိုတော့ have မှာကျတော့သူ anodino လေးပေါင်းလိုက်တယ် half မှာကျတော့အရှင် DOD and possibly don't ဆိုရဆိုတော့ပို့လာတယ်။ဒါလေး꽌သွားတယ်နော်။အကြည့်ကြည့်အောင် I don't have တို့မဟုတ် you don't have they don't have we don't have တိုင်းမျိုးတုံးလို့ရတယ်။ He doesn't have she doesn't have တို့ it doesn't have တိုင်းမျိုးတုံးမယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီဘက်ချမ်းမှာကတော့ haven't got ဆိုလို့ရှိရင်ကျွန်တော် I haven't got you haven't got we haven't got they haven't got he ဆိုလို့ရှိရင် he hasn't got she hasn't got it hasn't got, it hasn't got. ဒီပုံစံလေးပေါ့နော်အတိတ်ပဲကြတော့အတူတူပဲ၃နဲ့ပုံစံပုံစံလေးမကွဲသွားတယ်ဟုတ်မှာကျွန်တော် use this ပုံ၃နဲ့ပုံစံလေးကြည့်အောင် I don't have a car ကျွန်တော်ကားမရှိဘူး I don't have a car I haven't got a car ကျွန်တော်ကားမရှိဘူး I don't I haven't got a car ကားမရှိဘူးဒါပဲတူတူပဲနှစ်မျိုးလုံးကြိုက်တာဆိုသုံးလုံးရတယ် They don't have any children သူတို့မှာ clay မရှိဘူးတဲ့သူတို့မှာ they haven't got any children သူတို့မှာ clay မရှိဘူးတဲ့ children It's a nice house အဲကောင်းနေတဲ့ but it doesn't have a garden သူတို့မှာ ဥယျာဉ်မပါဘူး didn't have a garden တို့မဟုတ်ဒီမှာသုံးလို့ရ it hasn't got a garden it doesn't have လေသုံးလို့ရတယ်လို့ it hasn't got လေသုံးလို့ရတယ်အေးပဲတူတူပဲ amy doesn't have a job at the moment amy မလာလို့ဇေအလုပ်မရှိဘူးတဲ့ amy hasn't got a job သူမအလုပ်မရှိဘူး hasn't got နော်အလုပ်သုံးလို့ရတယ်တို့မဟုတ် doesn't have သုံးလို့ရတယ် okay ကျွန်တော်ဆက်ကြည့်မှာဆိုရင်တော့ဒီတော့ negative လောက်တဲ့အခါမှာအငင်းဝါကြလောက်တဲ့အခါမှာပဲကွာတာမဟုတ်ဘူးတဲ့နံပါတ်စီမှာဆိုလို့ကျွန်တော်မေကွန်လောက်တဲ့နေရာမှာလည်းကွာတယ်တဲ့ ထပ်ပြောတယ် do you have နဲ့သုံးတယ်သို့မဟုတ် have you got နဲ့သုံးတယ်မိကုံမေးတဲ့အခါမှာ do you have နဲ့သုံးမယ်သို့မဟုတ် have you got နဲ့သုံးတယ် okay နော် do ဆိုလို့ရှိရင် do i have do you have do they have do we have ဒါမျိုးသုံးတယ် does he have does she have သို့မဟုတ် does it have အဲ့လိုသုံးတယ်ဒီနေရာမှာပြောင်းအောင်เนาะ subject ကအနေကင်းဆိုပြီးတော့အနောက် HB ကမပြောင်းအောင်เนาะဘာကြောင့်လဲဆိုတော့ make up မှာ do yes does ကဖိုက်ပြီးသားဖြစ်လို့ okay ဒီဘက်ကနောက်ဒီဘက်ကပုံစံကြတော့ have i got have you got? Have we got? Have they got? Amuli tomarere. He sorry, ma has he got? Toma has she got? Has he got? Debe she lalo mira wano. Aluli aluli tomarere. So such ya alma. Uh, do you have a camera? Me ma camera shila. No, I don't. Don't know shiba. Toma alum meeting solution. Have you got a camera? Me ma camera shila. Have you got a camera? No, I don't have it. So I haven't. ျွန်တော်မရှိပါဘူးနော် have you got a camera no i haven't do you have a camera no i don't ဆိုမျိုးလေးဖြေလို့ရတယ်ပုံစံလေးကဒီပုံစံလေးဖြစ်တယ်နောက်တစ်ခုကကျတော့ does helen have a car helen မကားရှိလား yes she does သူမရှိတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်နော်ဘယ်လိုပြောလို့ရလဲ has helen got a car helen မကားရှိစီလား yes she has သူမမရှိပါတယ်ကျွန်တော်ဒီမှာကျတော့ has နဲ့ mail လို့ကျွန်တော် has နဲ့ပြန်ဖြေထားတယ်။ပုံမှန်ဆိုလို့ရှိရင်တော့ does နဲ့ mail လို့ကျွန်တော် does နဲ့ပြန်ဖြေထားတယ်။ Okay, what kind of car does she have ဘလို့ကားမျိုးသူမမှာရှိနေတဲ့ what kind of car does she have သူမမှာဘလို့မျိုးကားမျိုးအစားရှိပါတယ်တဲ့သူမဟုတ် what kind of car has she got သူမမှာရှိပါတယ်တဲ့အဲ့လိုမျိုးသုံးမယ်နော်နောက်တစ်ခုကကြတော့ how many children do they have သူတို့မှာကလေးဘယ်နှယောက်ရှိနေတဲ့ how many children do they have အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင် how many children have they got သူတို့မှာရှိပါတယ်တဲ့ဆိုတော့ဒါသုံးတဲ့ပုံစံလေးပါ နည်းနည်းလေးกว่าတယ်เนาะဆိုတော့နောက်တစ်ခုကဒီထဲမှာမပါတဲ့ဟာနောက်တစ်ခုရှိတယ်ကျွန်တော်ပြောပြမယ်ကျွန်တော် have got နဲ့ have နဲ့ဘာกว่าလဲဆိုလို့ရှိရင်เนาะ have got ဆိုစလုံးကျွန်တော်စကားပြောတဲ့အခါမှာ spoken english မှာအသုံးများပါတယ် writing မှာတော့ကျွန်တော် have ကိုပဲအဓိကထားပြီးတော့သုံးတယ်เนาะ formal informal နည်းနည်းกว่าတယ်ဆိုတော့ဆိုလို့ရှိရင်တော့ဒီနေ့ lesson လေးမှာ have နဲ့ have got နဲ့ဘာกว่าလဲဘယ်ဥစ္စာတွေမှာတူတယ်ဘယ်လိုသုံးလို့ရလဲဆိုတော့နားလည်သွားပြီးကျွန်တော်ထင်ပါတယ်အားလုံးမှ have a nice day ပါ